အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စီမံကိန်း၃ခုကိုဘုံကျဲတိုက်ခိုက်မှုအောင်မြင်တယ်လို့ထရန့်ဂျီညာအီရန်အစ္စရေးစစ်ပွဲတွေကိုအမေရိကန်တိုက်ရိုက်ပါဝင်လာတာဖြစ်ဘုံကျဲပြီးနောက်ငင်းကြဲရေးအတွက်အချိန်ရောက်ပြီလို့ထရန့်ပြောအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ဘုံကျဲလေးရုပ်တွေကအီရန်နျူကလ িয়ার စီမံကိန်း၃ခုကိုအောင်မြင်စွာဘုံကျဲခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်က နေစနေနေ့ညအမေရိကန်စံတော်ချိန်မှာကြေညာလိုက်ပါတယ် အမေရိကန်ဘုံကျဲလေယုတ်တွေဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေဖြစ်တဲ့ဖော်ဒိုနတန်စ်ဖာဟန်တို့ကိုဘုံကျဲခဲ့တာပါဒါဟာအစ္စရေးအီရန်စစ်ပွဲတွေကိုအမေရိကန်ကတိုက်ရိုက်ပါဝင်လာတာဖြစ်ပါတယ်အီရန်ရဲ့ပင်မနျူကလ িয়ার စီမံကိန်းဖြစ်တဲ့ဖော်ဒိုကိုအတိအကပြစ်မှတ်ထားပြီးအပြည့်အဝဘုံကျဲခဲ့တာဖြစ်ပြီးအခုအခါမှာဘုံကျဲလေယုတ်တွေဟာအီရန်လေပိုင်နဲ့အပြင်ရောက်ပြီးဘေးကင်းစွာအိမ်ကိုပြန်လာနေကြပြီလို့ထရန့်ကရေးသားထားပါတယ် အမေရိကန်စစ်တီတော်ကြီးတွေကိုဂုံပြူပါတယ်ဒီအလုပ်ကိုကဘာပေါ်မှာတခြားပဲစစ်တပ်ကမှမလုပ်နိုင်ပါဘူးလို့လည်းအမေရိကန်သမ္မတကဆိုပါတယ်အခုကတော့ငင်းကြမ်းရေးအတွက်အချိန်ရောက်ပြီလို့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုဘုံကျဲပြီးထရန့်ကပြောပါတယ် ဒါဟာအစ္စရေးအီရန်ပြည်ပခမှာအမေရိကန်ကစီးရီးအရာဝင်ပါမပါကိုတမရဒေါ်နယ်ထရန့်ကနှစ်ပတ်လောက်အချိန်ယူစောင့်ကြည့်မယ်လို့အမေရိကန်ဆိုရကပြောပြီးနေ့ရက်ကြာမှာဘုံကျဲခဲ့တာဖြစ်ပါတယ်ထရန့်ကအသေးစိတ်မှပြောပေမဲ့ဖော်ရိုနျူကလ িয়ার စီမံကိန်းဟာ မြေအောက်မှာအခိုင်အမာတည်ဆောက်ထားတာမူအမေရိကန်ရဲ့အစွမ်းအထက်ဆုံးဘန်ကာဖြတ်ပုံးဘန်ကာဘတ်စတန်တွေကိုအသုံးပြုချဲချမှဖျက်ဆီးနိုင်မယ်လို့စစ်လက်နက်တုတေသီတွေကပြောကြပါတယ်စစ်လက်နက်ရေးရာတုတေသီတွေကဖော်တို့ရဲ့ခိုင်မာလာတဲ့တည်ဆောက်ပုံအရအဲ့ဒီနေရာကိုဖျက်ဆီးဖို့ဆိုရင်ပေါင်3000လေးချိန်ရှိတဲ့ဘန်ကာဘတ်စတန်ဘုံးတွေကသာဆွမ်းဆောင်နိုင်မယ်လို့တုံးသက်ထားကြတာပါ ဒါကြောင့် view 59လို့ခေါ်တဲ့အေယာမထိပ်ဖူးတပ်ပေါင်းကဘတ်စတာဘုံတွေကိုအမေရိကန်ရဲ့ B2 မဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေကနေကျဲချပွဲရှိတယ်လို့လည်းသူတို့ကခန့်မှန်းထားပါတယ်။ ်အစ္စရေးအီရန်ပဋိပက္ခမှာအမေရိကန်စစ်တပ်ကဝင်ပါလာမယ်ဆိုရင်ပြင်ဆင်လို့မရနိုင်တဲ့အကျိုးဆက်တွေကြုံရလိမ့်မယ်လို့အီရန်အစိုးရအဓိပတိအယာတိုလာအလီခါမီနီကအရင်အပကပဲကပြောကြားခဲ့ပါတယ်ခါမီနီကိုယ်တိုင်က ပြောဆိုတာမဟုတ်ပဲသူ့ရဲ့ကြေညာချက်ကိုအီရန်အစိုးရသတင်းဌာနရဲ့သတင်းတင်ဆက်သူတဦးကဖတ်ကြားသွားရမှာ American စစ်တပ်ရဲ့ဘလို့ပုံစံနဲ့ပါဝင်ဆွတ်ဖက်မှုမျိုးကမဆိုပြန်ပြင်လို့မရတဲ့ထိခိုက်မှုအကျိုးဆက်တွေကြုံလာစေမှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်